ဟယ်လိုအားလုံးမင်္ဂလာပါ။ဘာမဖူပေါ်အေရမှာအားလုံးကိုပြန်လည်ပြီးတော့မှကျွဆော်လိုက်ပါရစေ။အမြန်မာလေစင်တင်ရဲ့အာရှပလာဝန်ခွင့်အိမ်မှာကတော့ဇီယာတင်ကိုနှစ်ကြော်သလုံးရှောင်းနိုင်မှုပြီးမှာတော့ဒါမြန်မာလေစင်တင်ရဲ့အာရှပလာဝန်ခွင့်အိမ်မှာဟာပြသုံးသွားခဲ့ရပါပြီ။ဒါပြသုံးသွားခဲ့ရပါပြီ။အမြန်မာလေစင်တင်ဟာအာရှပလာချစ်စစ်ပွဲရဲ့အုပ်စုဖွင့်ပွဲစဉ်ဖြစ်တဲ့ အာဖဂန်နစ္စတန်ပါကစ္စတန်နဲ့ပုံစံတွေမှာရလိုက်တယ်ကောင်းမှန်ထွက်ပေမဲ့လည်းဒါယခုနိုဝင်ဘာလအတွင်းမှာကစားခဲ့တဲ့စီးရီးယားတင်းနဲ့ပွဲစဉ်နှစ်ကြော်စလုံးမှာဒါစီးရီးယားတင်းကိုပိုပြတ်ရှောင်းနိုင်ခဲ့တာကြောင့်မြန်မာလေဆင်တင်းကအရှာပလာဝန်ခွဲအမေဟာလက်ကျန်ပွဲစဉ်နှစ်ပွဲလို့မှာပဲအောက်ဆူအစင်းရနေဒါအောက်ဆူအစင်းနဲ့ပဲကျင်းလာနိုင်ရပါပြီ။တင်းအားလုံးဟာဒါလက်ကျန်ပွဲနှစ်ပွဲကစားဖို့အတွက်ကြံရှိနေသေးပေမဲ့လည်းဒါစီးရီးယားတင်းဟာ ်ခုလက်ရှိလေးပွဲကစားထားပြီးအချိန်မှာလေးပွဲကစားလေးပွဲနိုင် MS 2မှန်းနေအုပ်စုပထမနေရာနေပဲဒါနောက်ဆင်းကိုတလန်သွားပြီးဖြစ်ပါတယ်အားကြောင့်မို့မြန်မာအသင်းပါဝင်အာဖဂန်နစ္စတန်ပါကစ္စတန်တင်းတို့ပါဒါအာရှဘလန်ချစ်စပွဲရဲ့အဲအဆောဆင်းမှာပဲဒါကျင်းလာရတယ်ဖြစ်ပါတယ်အဆုံးတိကျပေးတာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်